ဖူတင်ရဲ့အစိုးရကတနေ့ထက်တနေ့အားနည်းလာနေပါတယ်။အကြောင်းရင်းတွေကလည်းသိတာထင်ရှားပါတယ်။ပြည်ရင်းမှာကွယ်လွှဲမှုတွေစစ်တိုက်လို့စိတ်ကျဆင်းလာတာနဲ့ယူကရိန်းရဲ့မစိုးမနစ်တိုက်ခိုက်မှုတွေကအဓိကပါ။ဒီတိုက်ခိုက်မှုတွေကဖူတင်ရဲ့ကြာဆုံးမှုမှာအဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်။အခုချိန်မှာရုရှားစီးပွားရေးကကာကွယ်ရေးအပေါ်မှာ အလွန်အမင်းကိုမိခုန်နေရတာဖြစ်ပါတယ်။ဒါပေမဲ့ယူကရိန်းတိုက်ခိုက်မှုတွေကြောင့်ကာကွယ်ရေးလုပ်ငန်းကဖြိုလဲလာနေပြီးရုရှားစီးပွားရေးကိုပါဆွဲချနေပါတယ်။ရုရှားကဖြိုကွဲလာနေပါတယ်။ဘာသာရေးတင်းမာမှုတွေလည်းအရှိန်မြင့်တက်တက်လာနေပါတယ်။ဒီအချိန်မှာပဲယူကရိန်းကရုရှားစစ်တပ်ရဲ့အကြီးအကဲအင်အားဖြစ်တဲ့စစ်ရုံတွေကိုတိုက်ခိုက်နေပါတယ်။မနေ့ကပဲယူကရိန်းကာကွယ်ရေးတပ်ဖွဲ့က Chabon Shori မှာရှိတဲ့ Russian Progress စက်ရုံကိုတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုခဲ့တာဖြစ်ပါတယ်။ဒီစက်ယုံကရုရှားအသုံးပြုတဲ့စစ်ရေးကိရိယာအစိပ်ပိုင်းနေထုံလုပ်တဲ့နေရာဖြစ်ပြီးအခုစက်ယုံလဲပတ်မှုအကုန်ရပ်တန့်သွားပြီလို့ဆိုပါတယ် ဗီဒီယိုကလစ်ကိုကြည့်လိုက်ရင်ဘာကြောင့်လဲဆိုတာနားလည်သွားမှာပါဒီတိုက်ခိုက်မှုမှာပေါက်ကွဲမှုတွေအများကြီးပါဝင်ခဲ့ပါတယ်ယူကရိန်းရဲ့ပြောဆိုချက်အရဒီစစ်ရုံကတိုက်ခိုက်ရေးကိရိယာတွေအတွက်အဓိကအစိတ်ပိုင်းတွေထုတ်လုပ်ပေးနေတာပါဥပမာလျှက်စစ်စမ်းမှုဒရိုက်တွေဟိုက်ဒရိုလစ်စနစ်ရဲ့ထိန်းချုပ်ယူနစ်တွေလိုမျိုးပါဒါရီကဟောင်ဂျစ်ဆာအမြောက်တွေနဲ့ဆပ်ပရိုပယ်ဟော်ရီဇွန်နဲ့ အစကန်ဒါတုံးကြီးစနစ်တွေလေပတ်ဖို့အတွက်အရေးကြီးလို့ပါတယ်ဒီစနစ်တွေမရှိရင်တုံးကြီးတွေကပြမတ်ကိုရှောင်မသွားနိုင်ပါဘူး progress ဆက်ယုံကလမ်းညွန်စနစ်တည်ငြိမ်မှုစနစ်ပြန်တမ်းမှု ထိန်းချုပ်စနစ်တွေကိုထောက်ပံ့ပေးပြီးဒါရီကိုတက်စင်တဲ့အဆင့်မှာပြန်တမ်းစနစ်တွေပေါင်းဆက်ထည့်သွင်းပါတယ်တည်တံထုတ်လုပ်တာကတော့ comet အမျိုးအစား module တွေပါဒါရီက GLONASS နဲ့ GPS စနစ်တွေနဲ့အလုံးလုံးနိုင်တဲ့လမ်းညွှန်ကိရိယာတွေဖြစ်ပြီးတော့အချက်ပြမှုအနောက်ရှက်ကိုကာကွယ်ပေးနိုင်ဖို့တက်ဆင်ပါတယ်။ဒီလိုမော်ဂျူးတွေကို Iskander M Calibar Ace 101 X69 လေယာဉ်ပုံးတွေ Orlan 10နဲ့ Shahed drone တွေပြီးတော့ set အမျိုးအစား kamikaze drone ရဲ့ version အသစ်တွေမှာအသုံးပြုပါတယ်။ရုရှားစစ်ရုံတွေကိုတိုက်ခိုက်တာရဲ့နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ဒီတိုက်ခိုက်မှုတွေကရှေ့တန်းမှာယူကရိန်းကိုကူညီပေးနေတာတစ်ခုတည်းမကပဲရုရှားစီးပွားရေးကိုပါထိခိုက်စေနေတာပါ။အခုဆိုရုရှားစီးပွားရေးကကာကွယ်လုပ်ငန်းပေါ်မှာတကယ်ကိုမိခိုနေရပါပြီ။ရုရှားစီးပွားရေးအကြောင်းပြောလိုက်တိုင်းရုရှားတွေကချက်ချင်းပြောလာတာက ရုရှားဟာကမ္ဘာတမိုင်းမှာအပိဆိုးခံရဆုံးနိုင်ငံဖြစ်လာပြီးတာကြောင့်စီးပွားရေးကဆက်ကြီးထွားနေတယ်ဆိုတာပါ။ဒါပေမဲ့ဒါကပူတင်ကသူ့ရဲ့ကာကွယ်ရေးလုပ်ငန်းကိုရန်ပုံငွေထောက်ပံ့ဖို့ပတ်စံနေတိုက်ရိုက်ထုတ်နေလို့ပဲဖြစ်ပါတယ်။ ီလိုကာကွယ်ရေးကြောင့်တက်လာတဲ့ GDP ကြီးထွားမှုဟာရေရှည်တည်တတ်မှာမဟုတ်ပါဘူး။ဥပမာတင်ကားတစ်စီးကိုထုတ်လုပ်လိုက်တယ်ဆိုပါစို့။အဲ့ဒီတင်ကားကယူကရိန်းနဲ့ရောက်သွားပြီးဖြည့်ဆည်းခံလိုက်ရရင်အဲ့ဒီတင်ကားရဲ့ဒေါ်လာ၁၀သန်းကို GDP ထဲထည့်ထွက်လို့ရပါတယ်။ဒါပေမဲ့နောက်ဆုံးမှာပြည့်စရာဘာမှမရှိတော့ပါဘူး။ ဒီလို GDP ကြီးထွားမှုကအချိန်ကြကြာဆက်ဖြစ်နေရင်ရုရှားနဲ့အနာဂတ်ရုရှားလူမှုအတွက်တကယ်ကိုသတင်းဆိုးပါဒါပေမဲ့ပူတင်ကအခုဆို အသက်80နှစ်ရှိပြီဆိုတော့ရုရှားရဲ့အနာဂတ်ကိုသိကယူမဆိုင်ဘူးလို့ထင်ပါတယ်ဒါပေမဲ့ယူကရိန်းရဲ့ရှုထောင့်ကကြည့်ရင်ဒီစက်ရုံတွေကအကောင်းဆုံးပြတ်မှတ်တွေပါဘာလို့ဆိုဒါတွေကရုရှားစီးပွားရေးနဲ့ရုရှားစစ်တပ်အတွက်အရန်အရေးကြီးလို့ပါဒါပေမဲ့ယူကရိန်းအတွက်ကတော့ ဒရုန်းတွေအတွက်ဒေါ်လာထောင်နဲ့ချီလောက်ပဲကုန်ကြပြီးရုရှားရဲ့တန်းရာချီတံပိုးရှိတဲ့စက်ရုံတွေနဲ့စီးပွားရေးကိုဖျက်ဆီးနိုင်ပါတယ်။ဒီပြူစီယာအချက်ကစစ်ပွဲတိုင်းဟာစီးပွားရေးပါပဲ။ဒါဟာယင်းမျိုးနယ်မှုရဲ့ပြည်အမြင်ရဖို့လောက်ကြတာပါ။ဥပမာယူကရိန်းကမကြသေးခင်ကရုရှားမှာရှိတဲ့ခဲယမ်းတူလောင်ယုံကြီးတွေဖောက်ခွဲခဲ့ပါတယ်။ရုရှားကဒေါ်လာဘီလီယံနဲ့ချီတဲ့ဆုံးရှုံးမှုကိုခံခဲ့ရပါတယ်။ဒီလိုဖြစ်လာရတာက ယူကရိန်းကဒေါ်လာ1000 2000ဒါမှမဟုတ်တသိန်းလောက်တန်ဖိုးရှိတဲ့ drone တွေနဲ့ဖျက်ဆီးလိုက်နိုင်လို့ပါရုရှားကယူကရိန်းကိုပြစ်မှတ်ထားတဲ့အခါဥပမာယူကရိန်းရဲ့လျှက်စစ်ထုတ်လုပ်တဲ့အဓိကစက်ရုံတစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ်။အဲဒီစက်ရုံကဒေါ်လာ10ဘီလီယံလောက်တန်ဖိုးရှိပါတယ်။ရုရှားကဒေါ်လာ30ကျီတန်ဖိုးရှိတဲ့ဒုံးကျည်တွေကိုသုံးလိုက်ပေမဲ့ဒေါ်လာ10ဘီလီယံတန်ဖိုးရှိတဲ့အရာကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ ယူကရိန်းနေနဲ့အဲ့ဒီလျှက်စစ်တပ်အားကိုပြန်လည်ထုတ်လုပ်ဖို့လိုအပ်လာပြီးအရင်အမျက်တွေကိုစီးရီးအတွက်မသုံးမဲဒီပြက်စီးသွားတဲ့နေရာမှာထည့်သုံးရမှာပါရုရှားကလုပ်နေတဲ့အမှားတစ်ခုကတော့ဗျူဟာမြောက်အားဖြင့်ကစီးပွားရေးအတံမရှိတဲ့အရသာပြင်းမှတ်တွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ် ဥပမာစေရေးတုံးကြီးတစ်စင်းကိုစေယုံတစ်ခုဒါမှမဟုတ်စေယုံနာကိုပြစ်လိုက်တယ်ဆိုပါစို့ဒါဟာလူအသက်တွေကိုဖျက်ဆီးယုံတယ်မှာပဲစီးပွားရေးအရာဘာမှအချိုးမရှိပါဘူးဒါမျိုးကိုလူတို့ကိုထိတ်လန့်စေဖို့အတွက်လုပ်တာပါဒါကရိုးရှင်းတဲ့ဖြူဟာတစ်ခုဆိုပေမဲ့ဒါဟာစိတ်ရဆွေးမှုပါတကယ်ကိုကြောက်စရာကောင်းတဲ့အလုပ်ရမျိုးဖြစ်ပါတယ်ရုရှားအများသောအားဖြင့် double tapping နဲ့ခေါ်တဲ့နည်းကိုသုံးတာဖြစ်ပါတယ် double tapping ဆိုတဲ့နည်းပါအဲ့ဒါကဒုံးကြီးတစ်စင်းအရင်ပြလိုက်တယ်ပြီးရင်ရဲတွေမိသက်သမားတွေစေဘဆိုင်ရာဝန်ထမ်းတွေရောက်လာတဲ့အခါနောက်ထပ်ဒုံးကြီးတစ်စင်းထပ်ပြလိုက်တာပါဒီလိုနဲ့အရက်သားတွေကိုတက်ဖြတ်ပြီးထိခိုက်ဆုံးရှုံးမှုပိုများလာစေပါတယ် ဒီလိုလုပ်လိုက်ရင်ယူကရိန်းလူထုကပိုပြီးတော့ပင်ပန်းနှွမ်းနေလာပြီးဘလို့နည်းနဲ့ဖြစ်ဖြစ်ဒီစစ်ပွဲကိုရက်ဖို့အစိုးရကိုဖိအားပေးရမယ်လို့တွေးလာနိုင်တယ်လို့ရုရှားကရှိရတာပါဒါပေမဲ့ဒါကတကယ်အလုံးမဖြစ်ပါဘူးအခုထိလည်းအလုံးမဖြစ်ခဲ့ပါဘူးယူကရိန်းလူထုရဲ့စိတ်ထဲကအယမ်းမြင့်မားနေစေဖြစ်ပါတယ်သူတို့ကလည်းနေချဖို့စမ်းသပ်မရှိကြပါဘူးအခုဆိုယူကရိန်းသမ္မတဇယ်လန်စကီကိုရိုင်းကသူ့လူထုရဲ့တုံ့ပန်းတစ်ယောက်လိုဖြစ်နေပါတယ် သူကညီနိုင်ဖို့အမေရိကန်ကနေဖိအားပေးခံရရင်တောင် လုံးလို့မရပါဘူး။ဘာလို့လဲဆိုတော့ယူကရိန်းလူထုကလုံးဝညီနိုင်ဖို့မလိုလားချလို့ပါ။ယူကရိန်းလူထုကသမရရဲ့လှရှားပုံအပေါ်မှာတောင်တိုးအားပေးနေတဲ့အင်အားကြီးတစ်ခုဖြစ်ပါရယ်။သူတို့ကအများကြီးဆုံးရှုံးခဲ့ရပြီးရုရှားရဲ့ဘုံးကျဲတိုက်ခိုက်မှုတွေကို ခံခဲ့ပေမဲ့ သူတို့ကဒီအခြေအနေကိုရင်ဆိုင်ရတာရှင်းချက်မှုရနေပါပြီစစ်ပွဲထဲမှာဒီကြောက်စရာရာဇဝတ်မှုတွေအလဲမှာ နေထိုင်ရတာအသားကျနေပါပြီအခုဆိုသူတို့ကရုရှားတွေကိုမင်းတို့ဒီရောက်နေထွက်သွားပြီးလောက်ခဲ့သမျှအထက်ပေးဆက်မချင်းငြိမ်းချမ်းရေးမရှိဘူးလို့ပြောနေကြပါတယ်ယူကရိန်းကတော့ဒီအချိန်မှာ သူတို့ရဲ့ view ဟာကိုတကယ့်ကို အစင်းမြင်လိုက်ပါပြီ။ပြီးခဲ့တဲ့ရက်တစ်ပတ်အနည်းငယ်အတွင်းမှာပဲ Ukraine ကဖျက်ဆီးလိုက်တဲ့ဒါမှမဟုတ်ပျက်စီးသွားတဲ့စစ်ရုံတွေအများကြီးရှိပါတယ်။အခြေအနေကတလောက်ဆိုးရွားလာတော့ရုရှားအရာရှိတွေကသူတို့ရဲ့လူထုကိုလိမ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒိမကြခင်ကရုရှားနိုင်ငံ Kazan မှာစစ်ရုံတစ်ခုမိလောင်မှုကြီးဖြစ်ပွားခဲ့ပါတယ်။ ။တရင်နေအရာဒီမီလောက်မှုဟာစက်မှုစက်ယုံတစ်ခုမှဖြစ်ခဲ့တာပါ။ဒါပေမဲ့ရုရှားဘက်ကဘယ်စက်ယုံလဲဆိုတာအတိအကျမဖော်ပြပါဘူး။တစ်ဖက်မှာယူကရိန်းရဲ့ Telegram Channel ကတော့ဒါဟာတနက်ရန်မုံထုတ်တဲ့စက်ယုံဖြစ်နိုင်တယ်လို့ဆိုကြပါရယ်။ဒါပေမဲ့ရုရှားအရာရှိတွေကတော့ဒီမီလောက်မှုဟာစက်ယုံတစ်ခုတည်းကတုတ်ဆင်းနဲ့အယောင်တင်စီဆိုင်ရာအလုပ်ယုံကနေဖြစ်ပေါ်လာတာလို့ပြောပြီးတော့ Soblin Tinkan မှာပြဿနာဖြစ်လို့လို့စင်ကြေးပေးနေကြပါရယ်။ ရုရှားတို့ကဟုတ်တယ်မင်းတို့မြင်နေတဲ့မီးလောင်မှုကမီးလောင်မှုပဲဒါပေမဲ့ဒါဟာတူလောင်ကံမှာပြဿနာတစ်ခုကြောင့်မီးလောင်ခဲ့တာလို့ဆိုကြပါတယ်ယူကရိန်းကရုရှားကိုတိုက်ခိုက်နေတာမဟုတ်ဘူးလို့ပြောတာပါဒီလိန်ညာမှုရဲ့အကြောင်းရင်းကရုရှင်းပါတယ်အချိန်အကြာကြီးရုရှားမီဒီယာတွေကရုရှားနိုင်ငံသားတွေကိုယူကရိန်းခေါင်းဆောင်တွေဟာအရေးချင်းမရှိဘူးအကျင့်ပြတ်တယ်ဘာလို့မှမသိတဲ့ အရက်မူးနေတဲ့ခေါင်းဆောင်တွေကတရားမဝင်တဲ့နိုင်ငံတစ်ခုကိုဥဆောင်နေရလို့ပြောလာခဲ့ပါတယ်။ဒါပေမဲ့အခုဆိုယူကရိန်းကရုရှားနိုင်ငံထဲမှာတိုက်ခိုက်နေပါပြီ။ဒုတိယကမ္ဘာစစ်ကလေးကရုရှားမခံစားရဘူးတဲ့ထုံးတဲ့ချက်တွေကိုသူတို့ပေးနေပါတယ်။ရုရှားနိုင်ငံသားတွေကလည်းသူတို့ကိုပြောနေတဲ့ဇလန်တွေကိုတန်တရားဝင်လာကြပါပြီ။ယူကရိန်းခေါင်းဆောင်တွေတကယ်ပဲအရေးချင်းမရှိရလား။ဒါမှမဟုတ်ရုရှားမီဒီယာကပဲသူတို့ကိုလိမ်နေရလားလို့မေးခွန်းထုတ်လာကြပါတယ်။ဒါအပဲပူတင်ကသူ့ရဲ့လိမ်ညာမှုကိုအစင် မြင်လိုက်ရတဲ့အကြောင်းရင်းမှာရှူဂရင်းကရုရှားကိုတိုက်ခိုက်နေတယ်လို့ပြောမယ့်အစားအခုဆို သူကဒါဟာမတော်တဆဖြစ်တာလို့ပြောနေပါတယ်။မီးလောင်နေတဲ့စက်ရုံဆိုတာတယောက်ယောက်ကမီးရှို့လို့လို့ဆိုပါတယ်။ဒါဆိုမကြသေးခင်ကဖျက်ဆီးခံရတဲ့ဘုံကျဲလျင်တွေကိုလည်းသတိရပါ။အဲ့ဒါကယူကရိန်းလက်ချက်မဟုတ်ဘူးဆိုပြီးတော့ဒါဟာ UK ရဲ့လက်ချက်လို့လည်းပြောပါတယ်။ဒါကိုရည်စရာလို့မထင်ပါနဲ့။ ရုရှားနိုင်ငံသားဝင်ကြီးစာဂျီလာဗရော့ကရုရှားနိုင်ငံသားတွေကိုဒီလိုပဲပြောနေပါတယ်ကိုရိုင်းချာကြီးပါသူပြောတာကဘာသူသိမလဲ မရိကန်ရဲ့အထူးအေဂျင်စီတွေတချို့လှုံ့ဆော်နေရလဲဖြစ်နိုင်တယ်။ဒါပေမဲ့ဗြိတိရှားတွေကတော့တရားရဂိုင်လုံးပါဝင်တယ်လို့ဆိုပါတယ်။သူကပြည်တိုင်ကိုပဲပြစ်တင်တာမဟုတ်ပါဘူး။မရိကန်အေဂျင်စီတချို့လည်းပါဝင်နေတယ်လို့ဆိုပါတယ်။ဆိုလိုတာကသူတို့အစတည်းကပါဝင်နေခဲ့တာမို့ဆက်လဲပါဝင်နေရဆိုတဲ့သဘောပါ။ Russian Conference တခုမှာသူက Elon Musk ရဲ့ Parkin, Jeffrey Sachs နဲ့ Jason Hinkle နဲ့ဆင်းနှင်းတူတူမှာရှိနေပါတယ်။ ဒီလူတွေကတကယ့် American မျိုးချစ်တွေဆိုပြီးတော့ရုရှားကိုသွားပြီးအနောက်နိုင်ငံတွေရဲ့စိုးရိမ်မှုတွေကိုပြောနေကြပါတယ်။ရုရှားကဒီ conference ကိုဘာလို့လုပ်တာလဲဆိုတော့အနောက်နိုင်ငံတွေကိုအပြစ်တင်ဖို့ယူကရိန်းကိုအပြစ်တင်ဖို့ပါပဲ ဒါဟာအာနာရှင်နေသုံးနေကြနေဟောင်းတစ်ခုပါပြည်ရင်းမှာပြည်ထနာတွေရှိရင်လူတို့ကဆန္ဒပြလာရင်ဘာလို့မလဲပြင်ပမှာပြည်ထနာတစ်ခုဖန်တီးလိုက်ပါစစ်ပွဲတစ်ခုစတင်လိုက်ပါတယောက်ယောက်ကိုအပြစ်တင်ပြီးမင်းရဲ့မအောင်မြင်မှုတွေကနေလူတို့ရဲ့အာရုံကိုလွှဲပြောင်းလိုက်ပါရုရှားရဲ့စီးပွားရေးဟာရုန်းကန်နေရပါတယ်ဒါကြောင့်ပူတင်ကရုရှားနိုင်ငံသားတွေရဲ့အာရုံကိုရုရှားရဲ့ပြည်ထနာတွေကနေလွှဲပြောင်းဖို့ဘာမဆိုအကုန်စူးစမ်းနေပါတယ် သတင်းဌာနတွေကရုရှားရဲ့စီးပွားရေးပြဿနာတွေကိုခေါင်းစဉ်မှာဖော်ပြနေကြပါတယ်။အစိုးရကစီးပွားရေးကိုထိန်းကြီးဖို့ကြိုးစားနေပေမဲ့ကျွမ်းကျင်သူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကတော့စီးပွားရေးကိုထိန်းသိမ်းသိမ်းသိမ်းလုပ်မဲ့အစားအခုဆိုအလွန်အကျွံဆုပ်ယုပ်ထားတဲ့လက္ခဏာတွေပေါ်ပေါက်လာနေတယ်လို့ဆိုရင်နေကြပါတယ်။ မက်ခရိုစီးပွားရေးသုံးသပ်မှုနဲ့ရေတိုခံမှန်းချက်ဌာနကကျွမ်းကျင်သူတွေကစီးရီးမဟုတ်တဲ့စက်မှုလုပ်ငန်းတွေမှာရက်တက်နေတဲ့အခြေအနေကိုသတိပြုမိထားပါတယ်။စားသောက်ကုန်ထုတ်လုပ်မှု၊ကြောင်မီးသွေးထုတ်ယူမှု၊ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်မှု၊ကြာစင်နာကလည်းအရှိန်ပိုမြန်လာနေရင်တတုထုတ်လုပ်မှုနဲ့လည်းကြာစင်နေတာဆက်ရင်းရောင်းအင်ဂျင်နီယာလုပ်ငန်းမှာဆိုရုရှားမှာကာယောင်ချမှုနဲ့ထုတ်လုပ်မှုတိတိတသာကြာစင်သွားပါတယ်။ လေယာသုံးစက္ကရိယာထုတ်လုပ်မှုလည်းကျဆင်းနေပါတယ်။ဒါပေမဲ့ရုရှားဆိုဗီယက်ယူနီယံ USSR အကြောင်းသမ္မတပူတင်ရဲ့အကြံပေးအန်တွန်ကိုဘရာကော့ဖ်ဆိုတဲ့လူကမကြခင်ကစိန့်ပီတာစဘတ်နိုင်ငံတကာဥပဒေဖိုရမ်မှာပြောသွားပါတယ်။သူကဥပဒေအရဆိုဗီယက်ယူနီယံဟာရှိနေသေးတယ်လို့ဆိုပါတယ်။ 1992ခုနှစ်မှာဆိုဗီယက်ယူနီယံဖျက်သိမ်းချိန်မှာဥပဒေတွေချိုးဖောက်ခံခဲ့ရတယ်လို့သူကဆိုပြီးရုရှားရဲ့ယူကရိန်းစစ်ပွဲကို မော်စကိုအကြွတ်ပြင်းရင်းကိစ္စတစ်ခုလို့ဖော်ပြဖို့ကြိုးစားနေပါတယ်။ဆိုဗီယက်ယူနီယံကိုတရားနည်းလမ်းကျဖျက်သိမ်းမထားခဲ့ဘူးဆိုရင်ယူကရိန်းအကြက်တဲဟာဥပဒေအရပြင်းရင်းဖြစ်စဉ်တစ်ခုလို့ကောက်ချက်ချလို့ရတယ်လို့သူကဆိုပါတယ်။ သူ့ကိုထောက်ခံပြီးရုရှားရှင်းနေများအသင်းရဲ့ဥက္ကဋ္ဌဖြစ်ပြီးဝင်ကြီးချုပ်ဟောင်းတဦးဖြစ်တဲ့ဆာဂျီစတဗာရှင်ကလည်း1992ခုနှစ်မှာ ဆိုဗီယက်ယူနီယံဖျက်သိမ်းချိန်ဟာဥပဒေနည်းလမ်းမကျခဲ့ဘူးလို့အတည်ပြုပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဒီအပြောတွေရဲ့အကျိုးဆက်ကဘာဖြစ်မလဲ ဥပဒေအရစိုဗီယက်ယူနီယံရှိနေသေးတယ်ဆိုရင်ဒါဟာရုရှားဖက်ဒရေးရှင်းရဲ့လက်ရှိအစဉ်အတန်းအပေါ်ဘလို့တည်ရောက်မှုရှိမလဲ။နှစ်ပေါင်းများစွာအကြာကလေးကဒါဟာပူတင်ရဲ့ရည်မှန်းချက်ပဲဆိုတာပါ။သူကစိုဗီယက်ယူနီယံကို ပြန်လည်တည်ဆောက်ချင်တယ်။တကယ်တော့သူကိုယ်တိုင်ကစိုဗီယက်ယူနီယံပြိုကျသွားတာက20ရာစုရဲ့အကြီးမားဆုံးနိုင်ငံရေး ဘေးအန္တရာယ်ဖြစ်တယ်လို့ပြောပူပါတယ်အခုဆိုသူ့ရဲ့အမွေအနှစ်တစ်ခုနေနဲ့ဆိုဗီယက်ယူနီယံကိုပြန်တည်ဆောက်ဖို့လိုလာနေပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့သူဟာယူကရိန်းစစ်တပ်ရဲ့အင်အားနဲ့ယူကရိန်းလူထုရဲ့ခွန်အားကိုတိတိတတ်တာမှားတွက်ခဲ့ပါတယ်ပူတင်က KF မျိုးကို3ရက်အတွင်းတင်ပိုက်ဖို့ရည်မှန်းခဲ့ရပါဒါပေမဲ့အခုဆိုရင်3နှစ်ကျော်သွားပါပြီရုရှားကအဆုံးရှုံးမှုတက်တန်းကျော်နဲ့ရင်ဆိုင်ခဲ့ရပြီးအခုပူတင်ကသူ့ရဲ့အိမ်မက်ကိုဖြည့်ဆည်းဖို့နိလမျိုးစုံရှာနေပါတယ် ဒီမှာအရေးကြီးတာကဆွေရုရှားလိုအာနာရှင်စနစ်ဟာအနောက်နိုင်ငံတွေရဲ့ဒီမိုကရေစီနဲ့မတူပါဘူးသူတို့ဟာဒီစစ်ပွဲရဲ့ လူသားဆုံးရှုံးမှုတွေကိုတိတ်ခိယူမဆိုင်ကြပါဘူး။ရုရှားဟာလူတန်းတန်းဆုံးရှုံးခဲ့ပြီးပူတင်ကတော့နောက်ထပ်တန်းတန်းဆုံးရှုံးဖို့တောင်အသင့်ရှိနေပါတယ်။ဒါကြောင့်မဲရုရှားကထိုးစစ်အသစ်တွေအတွက်ပြင်ဆင်နေပြီးတပ်သားအသစ်တွေစုဆောင်းနေပါတယ်။ဘာလို့လဲဆိုတော့ပူတင်ကယူကရိန်းကိုသိမ်းပိုက်ချင်နေလို့ဖြစ်ပါတယ်။ဒါ ਉਹ ယူကရိန်းလူထုထက်ဘယ်သူမှပိုမသိနိုင်ပါဘူး။သူတို့ကရုရှားနဲ့နယ်နိမိတ်ချင်းထိစပ်ပြီးတော့ရာစုနှစ်တွေကြာကြောင်ယုံမှုနဲ့နေထိုင်ခဲ့ရတဲ့သူတွေပါ။ရုရှားကိုတားဆီးဖို့တခုတည်းသောနီလန်းကအင်အား ားနဲ့ပဲလို့သူတို့သိထားပါတယ်။ပူတင်ရဲ့စိတ်ထဲမှာယူကရိန်းကိုအနိုင်မယူဘဲစစ်ပွဲကိုအဆုံးသတ်ဖို့ဆိုတာမဖြစ်နိုင်တဲ့ကိစ္စပါ။ဒါဟာသူ့အတွက်ရှုံးနိမ့်မှုလို့ပဲယုံကြည်ထားပါတယ်။ယူကရိန်းလူမျိုးတွေကလည်းကျွန်တော်တို့ကရုရှားရဲ့စိတ်ထားကိုအမေရိကန်ထက်ပိုပြီးတော့နားလဲပါတယ်။ကျွန်တော်တို့ကသူတို့နဲ့အိမ်နီးချင်းတွေပါ။ဒါဟာရှီလီယားရဲ့အိမ်နီးချင်းဆက်ဆံရေးပါ။စစ်ပွဲတွေအပါအဝင်မတူညီတဲ့အိမ်နီးချင်းဆက်ဆံရေးမျိုးစုံရှိခဲ့ပါတယ်။ကျွန်တော်တို့သူတို့ကိုနားလဲပါတယ်လို့ပြောဆိုနေကြပါတယ်။ ပူတင်ကဆိုဗီယက်ယူနီယံရဲ့အာဏာကိုပြန်လည်ရယူချင်တယ်ဒါဟာမဖြစ်နိုင်ပါဘူးဒါပေမဲ့သူ့ကိုဒါကိုရှင်းပြပေးနိုင်တဲ့လူတွေရှိမယ်မထင်ပါဘူး သူကဒီရီမန်ချက်ကိုအကောင့်ထဲပေါ်မယ်လို့ထေချာပါတယ်။ဒီပန်းနိုင်ကိုရောက်ဖို့ပူတင်အတွက်ဦးစားပေးလို့ရမယ့်အရာကယူကရိန်းကိုသိမ်းပိုင်နိုင်ဖို့ပါ။ဘာလို့လဲဆိုတော့ယူကရိန်းဟာရုရှားပြီးရင်ဆိုဗီယက်ယူနီယံတွေကအကြီးဆုံးနိုင်ငံဖြစ်လို့ပါ။ဒါဟာသူ့အတွက်ဗျူဟာမြောက်ပန်းတိုင်တစ်ခုပါ။ပူတင်ကတပ်သားအသစ်တွေထပ်ဆုဆောင်နေတဲ့အသေးစိတ်အချက်အလက်တွေဒီမှာရှိပါတယ်။ရုရှားရဲ့လူတန်းကျော်က စစ်မှုတန်းစုဆောင်မှုတွေမပါဝင်ခြင်းလို့ဒါမှမဟုတ်ဒီအတိတ်ပဲမရှိတဲ့ကျူးကျော်မှုတွေမပါဝင်ခြင်းလို့ရုရှားကနေထွက်ပြေးသွားကြပါတယ်။ဒါရီအားလုံးကပူတင်ကိုရက်ချက်အောင်မလုပ်နိုင်ပါဘူး။သူကရုရှားစီးပွားရေးကိုဂရုမစိုက်ပါဘူး။ဒါမှမဟုတ်ရုရှားနိုင်ငံသားတွေရဲ့နေစဉ်ဘဝကိုလည်းဂရုမစိုက်ပါဘူး။ရုရှားမှာ ကျောင်း၄000နီးပါးမှာမိလာစနစ်မရှိပါဘူး3400မှာရေပိုင်းမရှိပါဘူး3500မှာဗဟုအပူပေးစနစ်မရှိပါဘူးဒါတွေကိုရုရှားပညာရေးဝန်ကြီးဌာနကဖော်ပြထားတာပါ server data မှာဆိုရင်ចောင်းនីရဲ့90ရာခိုင်နှုန်းကျော်မှာမိလာစနစ်မရှိပါဘူးဒါပေမဲ့ပူတင်ကဘာလုပ်နေလဲ ူကကွယ်လုပ်ငန်းနဲ့ယင်းနှီးမြှုပ်နှံနေပါတယ်။ယူကရိန်းကိုသိမ်းပိုက်ခြင်းနဲ့ရုရှားဖက်ဒရေးရှင်းကိုချဲ့ထွင်ခြင်းနဲ့သူ့ရဲ့နိုင်ငံထဲမှာယင်းနှီးမြှုပ်နှံမဲ့အစားပူတင်ကနွေရာသီထိုးစစ်ကြီးတစ်ခုအတွက်ပြင်ဆင်နေပါတယ်။ရုရှားကဆန်မိုင်အနီးမှာတပ်သား9000စုပြီးကိုဇန်ဗီကာမှာ တရက်ကိုပဲ့ထိန်ပုံ25လုံးအထိကျဲချနေပါတယ်။ရီမန်ချက်ကတော့ယူကရိန်းရဲ့ခုခံမှုကိုအပိသက်ချိုးဖျက်ပြီးဝါရဖျက်အောင်မြင်မှုတစ်ခုရယူဖို့ပါ။အခုဆိုဒီမျိုးဟာအရှိအတောင် အနောက်ဘက်မြို့ရီကနေပြီးတော့နေပါဝိုင်းရံခံထားရတာဖြစ်ပါတယ်။ဒါဟာရုရှားရဲ့ထိတ်တန့်ပြမဲ့ဖြစ်ပြီးတော့ဒွန်ဘတ်စ်မှာယူကရိန်းရဲ့ထောက်ပံ့ပို့ခွင့်ဆက်အတွက်အဓိကပြထားတဲ့မြို့ဖြစ်ပါတယ်။ယူကရိန်းထောက်လှမ်းရေးကဒီထိုးစစ်ဟာဒီမြို့ကိုဗဟိုပြုမယ်လို့ယုံကြည်ထားပါတယ်။ဆူမီဒေသမှာရှိတဲ့ပရိုကွန်ဆက်ကလည်းဖိအားပေးခံနေရပါတယ်။ရုရှားကယူကရိန်းရဲ့2024နေဆက်ကြော်စီးနှဲမှုကို အတူယူပြီးတော့ ဖြည်းဖြည်းချင်းတိုးလာနေပါတယ်။မြောက်ဘက်မှာရုရှားရဲ့ထိုးတက်မှုကပုံမြန်ပါတယ်။ဘာလို့လဲဆိုတော့ယူကရိန်းရဲ့ခုခံမှုစနစ်ကခင်မမီတော့သလို drone အစုလိုက်တိုက်ခိုက်မှုတွေကြောင်းမှာရွာတွေတစ်ခုလုံးဒုက္ခရောက်နေပါတယ်။ဈေးသက်သာတဲ့ drone တွေဟာလေထဲမှာပေါက်ကွဲလေးရှိပြီးယူကရိန်းရဲ့ခုခံတပ်စခန်းတွေကိုဖိအားပေးနေပါတယ်။ရုရှားရဲ့ drone unit အသစ် Rapgon ကယူကရိန်းရဲ့ထောက်ပို့ ကွင်းဆက်တွေကိုရှေ့တန်းကနေ40ကီလိုမီတာမိုင်26မိုင်ခန့်အကွာဝေးရနေပြီးတော့ဒီရူဘီကွန်တွေကပြင်မှတ်ထားတိုက်ခိုက်နေတယ်။ဒါဟာထိရောက်မှုရှိရတာက fiber optic ထိန်းချုပ်မှုနဲ့နှောင့်ယှက်ဖို့ခဲ့တဲ့ radio line တွေကို အသုံးပြုထားလို့ပါ။ဒါကယူကရိန်းရဲ့ electronic စစ်စင်ရေးစနစ်တွေကိုကျော်ဖြတ်စေနိုင်ပါတယ်။ရုရှားကတလောက်တက်သား1000ကနေ1500စုဆောင်းနေပြီးတော့ငွေသားအများကြီးပေးနေပါတယ်။ ယူကရိန်းနေနဲ့ဒါနဲ့မလိုက်နိုင်ပါဘူးယူကရိန်း drone unit စခုရဲ့တပ်မတို့ကသူတို့ဟာတလိုင်းပြီးတလိုင်းလှုပ်လိုက်တယ်သူတို့ရဲ့အရာရှိတွေကဘလောက်သေးသွားလဲဆိုတာခရူးမဆိုင်ဘူး၁၀ရောက်မှ၁၀ရောက်သေးတယ်ဒါပေမဲ့နောက်ထပ်လူတွေထက်လွတ်တယ်လို့ပြောပါတယ်ရုရှားရဲ့ drone တာလုံမှုကပိုပြီးတော့ကြီးထွားလာနေပါတယ်ဇယ်လန်စကီကတရုတ်ကမော်စကိုကို drone ထုတ်လုပ်ဖို့ကူညီပေးနေပြီးယူကရိန်းကိုရောင်းဖို့ငြင်းဆိုနေရလို့ဆိုပါတယ် ဒါကအရှိန်အဟန်းထောက်လှမ်းမှုမှာရုရှားတို့အားတာစေပါတယ်။ရုရှားဒရုန်းတချို့ကအခုဆိုဂျားဖြတ်ထိန်ချုံမရအောင်အရန်မြင့်နေတဲ့နေရာကနေပြန်တန်းနေပါတယ်။ယူကရိန်းမှာ Hawk နဲ့ Back လို့ရေတိုဝေဟင်ကာကွယ်ရေးစနစ်တွေလုံလောက်စွာမရှိဘူးဖြစ်ပါတယ်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။